ဒါတော့ highway မောင်းတဲ့သူတွေတော်တော်များများကြိုက်ကြတယ်။ Yamaha NVH ဆိုင်ကယ်ပဲဖြစ်ပါတယ်။ဒီဆိုင်ကယ်ကတော့ model က2020 model ပါ။ engine power က 155cc နဲ့ပါ။ဒီ Yamaha NVH ဆိုင်ကယ်တွေကိုဘာလို့လူကြိုက်များကြတယ်လို့မေးလိုက်တဲ့အခါမှာ engine performance ကောင်းတဲ့အပြင်အခုလိုမျိုးနောက်ဖောက်ကဖောက်နှချောင်းနဲ့မို့လို့ပိုးပြီးမှလူကြိုက်များကြတယ်လို့ဖြေကြတာကိုတွေ့ရပါတယ်။ဒါအခုလိုမျိုးနောက်ဖောက်ကဖောက်နှချောင်းနဲ့ဖြစ်တဲ့အတွက်အရှိန်နဲ့မောင်းနေတော့ရုပ်တရက်အချိုးအပွေတွေမှာဆိုရင် weight ကိုပိုးပြီးမှ ဘီလင်းစ်လုတ်ပေးနိုင်တယ်ရုပ်ပြည့်ဆလစ်ဖြစ်နိုင်ပြီးပိုပြီးမှနဲသွားတာပေါ့နော်အဲ့ဒါကြောင့်မလို့လေဂျာမန် NBA ဆိုင်ကြီးက highway မောင်းတဲ့သူတွေတော်တော်များများကြိုက်ကြတယ်လို့ပြောရင်မှမပါဘူးတော်ဝိုင်းဆိုင်ရာကိုလုံခြုံမှုပိုရှိသေးမဲ့စမက်ကီးနဲ့ထွက်လုပေးထားတယ်ပြီးတော့ဒီမှာဆိုရင်ရေတိုင်ကြီးလည်းပါတယ်ရေတိုင်ကြီးပါတဲ့အတွက် highway မောင်းကြီးမျိုးမှာအင်ဂျင်ဟီတတာမျိုးတော်ယုံတိုင်အောင်ရှိတော့မှာမဟုတ်ပါဘူးအဲဒီမှာရှီမီကြီးရဲ့ဒီဇိုင်းအရဆိုလဲကြည့်လဲအောင်နော် V ပုံဒရန်နဲ့ချွွှ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 ွ ပြီးတော့ brake line ဆိုင်ရာကိုကြည့်မယ်ဆိုရင်လည်း highway မောင်းတဲ့သူတွေအကြိုက် shift brake မှာ ABS brake system နဲ့ထုတ်လုပ်ပေးထားပါတယ်ဒီ Yamaha NPI ဆိုင်ရာက model က920 model ပါ MD1 ရပလစ် license ကြီးနဲ့ဝယ်ယူစီးနှင်းဝင်ရမှာပဲဖြစ်ပါတယ်ဒီဆိုင်ရာကိုဘယ်မှာဝယ်ယူလို့ရမလဲဆိုရင်တော့မန္တလေးမြို့ဇွဲတက်ဆိုင်ရာ showroom မှာဝယ်ယူအားပေးလို့ရနေပါပြီခင်ဗျာဒါနဲ့ဒီဗီဒီယိုကို share ထားတဲ့ post ကိုပြပြီးဝယ်ယူမယ်ဆိုရင်ကျွန်တော်မော်တော်နိခေဆိုင်ရာချစ်သူမိတ်ဆွေတွေကိုကျန်တဲ့သိန်းတိတိထပ်မံဈေးလျှော့ပေးသွားအောင်ပါ